ဝိုးဘယ်ဖြောင်းအထိခံထားရလဲကဲအားလုံးပဲမင်္ဂလာပဲပြန်ဒီကနေ့မှာတော့ဒီဇင်ဘာလ23ရက်နေ့အခုညလေးတင်ကပဲကျင်းပပြလို့တွားခဲ့တဲ့စွန်ရက်ရဲ့ပွဲစဉ်ကောင်းတဲ့ဘောလေးကိုပရိသတ်တွေနဲ့အတူအဆအဆုံးကြည့်ရှုရင်းနဲ့ကွန်မန်တီတာအနေနဲ့ပြလို့တင်ဆက်ပေးတော့မှာဖြစ်ပါတယ်โอเคဒါဆိုရင်ကျွန်တော်အများကြီးမပြောတော့ပြပွဲစဉ်လေးကိုအခုပဲတွန်းလိုက်အောင်ပါအဲ့တော့ဒီပွဲစဉ်လေးကတော့1 Friday Fight 91ကသာဒုတိယကောင်းပွဲပွဲစဉ်တစ်ပွဲဖြစ်ပါတယ်ဒါဆွန်ရက်ကတော့ပြန်တောင်းကောင်းပါနော်ဒါသူကတော့အရက်9ပြည်နဲ့6လက်မရှိတဲ့အသက်ကတော့20နှစ်9နှစ် အဝမ်းချင်မရှိမှာတော့တောင်းဝယ်စီမောင်၉ပွဲအထိဒါရှင်ပင်ထိုးတက်ထားပြီးတော့မှ၅ပွဲနိုင်၄ပွဲရှုံးရလက်ကိုပိုင်ဆိုင်ထားတယ်ပေါ့နော်အဲ့တော့တပတ်ကဒီအနီတောင်းကနေဘောင်းပီအမဲနဲ့အဝါဆက်ကြဝင်းစင်ထားတဲ့ဖိုက်တာတော့ဒါထိုင်းကပါဒါသူ့နာမည်ကတော့ဖတ်ဝစ်ချစ်လို့ခေါ်တယ်ပေါ့နော်အရက်ကတော့၅ပြည်နဲ့၈လက်မှရှိတယ်အသက်ကတော့20နဲ့3နှစ်ပါအဝမ်းချမရှိမှာကတော့ပွဲစဉ်ပေါင်းကျွန်တော်ခုနှစ်ပွဲအထိထိုးတက်ထားပြီးတော့မှ3.94ပွဲရှုံးရလက်ကိုပိုင်ဆိုင်ထားတယ်ပေါ့နော် ။ဟိုကောင်းနေမြန်ဒီဟက်ကစ်ကန်သွားတာ။နည်းနည်းလေးဒီ faint ပြီးတော့မှကျွန်တော်ကန်သွားခင်တော့ဗောနော်။ဘယ်ဖြောက်နှစ်ချက်ဝင်ထားနေဆုံရအနေနဲ့ကောင်းနေမြန်ဟုတ်ကဲ့ကန်ဟာလေစုံရကကြည်ရနည်းနည်းလေးတည်ငြိမ်သွားသူလို့ခံစားရတယ်ဗျ။ဒါနဲ့ကျွန်တော်ပြန်ဖက်ပုံမူတည်ပြီးတော့မှသူ့အနေနဲ့ဒီ balance ချိန်ပြီးတော့မှ ကစားတာဖြစ်နိုင်တယ်ဗျ။ 12ဘေးဖြောင်းလေးဝင်ထားတယ်ဆိုတော့အနေနဲ့ rank ကန်ဟာလေးပြတပီ look ကန်ဟာနေအလုံးထင်တဲ့အရက်မောင်းမှာ time fighter တော်တော်လေးတာနေတာမျိုးတွေ့ရတယ်ပေါ့နော်ဆိုတော့ look ကန်ဟာနေ ရီရှော့ဝင်ထားနေပြကောင်းတယ်ကြည့်ရတဲ့အနေထားကဆိုရအနေနဲ့ဒီချက်ကောင်းကိုရွယ်နေတဲ့အနေထားမျိုးတွေ့ရတယ်ဒီ1 2တွေ့ဘယ်ဖြောင်းကတော့ဒါအဓိကပွဲသိမ်းလက်နက်ဖြစ်တယ်ပေါ့နော်ဒါတော်တော်လေးလည်းမြန်တာမျိုးတွေဒါကျွန်တော်ရှိပွဲစဉ်မှာလည်းဒါဂျုံတွေ့ခဲ့ရဘူးတယ်ဟိုးရိုက်ဟူအတိခံထားရတယ်ဗျဆိုရအနေနဲ့ ဲ့တတိကြီးတွေပြဆုံရအနေနဲ့တပတ်ကကောင်တာတွေရှောင်ပြသွားနိုင်ခဲ့တာမျိုးလေးလည်းတွေ့ရတယ်ပေါ့နော်လိုကေကန်ဟာနဲ့ဆုံရအနေနဲ့ဝိုးဘယ်ဖြောင်းအထိခံထားရလဲထပ်ပြီး pressure ပေးပြီပြဘော်ဒီရှော့နိုင်ထားတယ်ကောင်းနေပြန်ဒီထူးချက်တွေကတော်တော်လေးမြန်နေ တပိကျွန်တော်ရိုက်ခုလက်ခုဟက်ကေဘကန်ဝါခေလေဗျာတော်တော်လေးလာတယ်အဲ့တော့သူချက်ကတော့အရင်ကအတိုင်းပဲဗျာဒါလင်မြန်မှုရှိတယ်ဘော်ဒီရှော့နိုင်ထားတယ်ဗျာ။ဝိုး1 2စတိုက် right hook left hook တွေကျွေးထားတယ်ဗျာဆိုရအနေနဲ့။လိုကေကန်ဟာလေ ိုးဖြောင်းလက်တီကျွန်တော် defend လောက်ထားလို့ပြမဟုတ်တော့ time fighter အနေနဲ့မလွယ်ဘူးကဲပထမချီတော့ပြီးဆုံးသွားပြီပေါ့နော် round 2ဖြစ်ပါလေကဲ body kick ကန်ခံထားရတယ်ဗျဆုံးရအနေနဲ့ထပ်ပြီးကန်ခံထားရတယ်โอ้เบเผ่งเปลี่ยนพี่ไทม์ไฟเตอร์นี่เนี่ยอธิคันท้ายอ่ะเลยเปีย ဲ့တော့ဆွန်ရက်ကဒီကျွန်တော်ရှိကဒီကစားသွားခဲ့တဲ့နှစ်ပွဲနဲ့သွားပြီးနိုင်ရှင်ကြည့်လိုက်ရင်ဒီ body movement တွေဒီ footwork တွေဒီတိတ်မကစားတာမျိုးတတိထားမိတယ်ဗျဒီပွဲမှာไฟไฟตอนนี้เนี่ยจูนเพรสเชอร์ปี้ผู้จู้ซ้านนี่ล่ะဖြစ်တယ်โอ้ไรท์ฮู้ดิอ่ะเปลี่ยนแลนจุยท่าเลยเปีย ဲ့တော့ဆွန်ရက်ကတော့ပြောမယ်ဆိုရင်ဒီပွဲမှာဒီကစားပုံနည်းနည်းလေးဒီတည်ငြိမ်နေလို့ဒါခံစားရတယ်ပေါ့နော် movement တွေနည်းနည်းလေးနဲသွားတော့မျိုးတတိထားမိတယ်ဒါထိုးချက်ကတော့အရင်တိုင်းပဲဗျဒါလင်မြန်မှုရှိတယ် wow ကောင်းတယ်ဗျာဒီဘက်က time fighter ရဲ့ right hook လည်းအထူးခံထားရတယ်ဆိုတော့အနေနဲ့ wow ကောင်းတယ်ဗျာဘယ်ဖြောက်နှစ်ချက် ိုင်းဖိုင်တာအနီးကပ်ပရက်ရှာပေးပြီဗျဝမ်တူတွေဝင်ထားတယ်ဆိုတော့အနေနဲ့အိုးကောင်းတယ်ဘယ်ဖြောင်းအိုးထပ်ပြီးရက်ခုလက်ခုအိုးမိုက်ဂေါဖီချက်ကတော့တော်တော်လေးကိုဒါပြောမယ်ဆိုရင်တော့

ထပ်ပြီးထိခံထားရတယ်ကျွန်တော်ပဲချောင်းလက်သီးတွေဟိုင်းဖိုင်တာကျွန်တော်နှာခေါင်းတွေးတွေအောင်ထွက်နေပြီဗျဟိုင်းဖိုင်တာပြောမှခန္ဓာရင်ရှိတယ်လို့လည်းပြောလို့ရတယ်ဗျโอ้สไตจโนะนี่แกกูปูပြီးတော့မှဒါတောင်နေရိုက်လာပြီဗျไทฟိုင်တာနေနဲ့ဝေလုံးနေကဒါထီအောင်မှုပိုင်းမှာတော်တော်လေးကိုမြန်နေဗျစွန်ရက်နေနဲ့ လိုကင်နကန်ထားနဲ့ဟိုးကောင်းနေပြန်ထပ်ပြီးကျွန်တော်ချိန်မြင့်နဲ့ပဲဖြောင်းနဲ့တွဲသွားတာမျိုးတွေဒါတွေ့မြင်နေရတယ်။ Oh my god ပဇက်နဲ့နှာခေါင်းမြည်ရင်းနေရာနဲ့ဖမ်းခိုက်တာနေနဲ့ကဲ round 3နောက်ဆုံးတစ်ချိန်ဖြစ်ပါတယ်။ကောင်းနေပြန်ဒီအကွက်ကတော့ကျွန်တော်တို့ဒီရှိပွဲစဉ်မှာလည်းဒါတွေ့ခဲ့ရမှုတွေပေါ့နော်သူတို့ပြင်ဒီ body kit နဲ့ပဲဖြောင်းနေရကျွန်တော်တွဲတွဲပြီးတော့မှဝင်လာတယ်။ ါ၊သူ့ရဲ့အဓိကပွဲသိမ်းတိုက်ကွက်ဖြစ်တယ်ဗျ။အဲ့တော့ဒီပွဲစဉ်မှာတော့ Time Fighter အနေနဲ့ Oh pressure ပေးနေပြီဗျာ။ Time Fighter နဲ့ကျွန်တော်ထိခံရတဲ့အချက်ကြီးရပြုံးဆိုတော့သူများတယ်လို့ပြောလို့ရတယ်ပေါ့နော်။ဒါပေမဲ့လည်းဘာမှတော့မဖြစ်ဘူးဗျ။တပီကျွန်တော်ဘယ်လက်တီအထိခံထားရတဲ့ Time Fighter အနေနဲ့ မြန်နေပြကျွန်တော်တို့ဒီထိုးချက်ထွက်တဲ့ထိုးချက်တိုင်းကိုကျွန်တော်ကြည့်လိုက်မယ်ဆိုတော့ကောင်းတယ်ကျွန်တော်ဟက်ကက်အိုးတွန်းပေးလိုက်တယ်ကောင်းတယ်ဗျအဲ့တော့ဆွန်ရက်ကတော့ဒီပွဲစဉ်မှာကျွန်တော်နည်းနည်းလေးဒီ movement movement ဆိုတဲ့နေရာဒီ body movement နဲ့ဒီ footwork ကိုပြောတာပေါ့နော်ဒီတခြားဒီထိုးချက်တွေကန်ချက်တွေကတော့ကျွန်တော်အရင်တိုင်းပဲကောင်းတယ်မြန်တယ်ဟိုးစတိုက်ကျွန်တော်ဒီပေဖြောင်းတွေရတယ်ကျွန်တော်ဖြီးတဲ့အချက်ကလည်းမနှဲတော့ဘူးဗျပဲဖြောင်းရွယ်နေတယ်ဗျဇွန်ရက်နေနဲ့

ခုချက်တွေကတော့မြန်နေကျွန်တော် full word နည်းနည်းလေးတုံးလာပြီဗျဆွန်ရက်နေနဲ့ဘက် time fighter လေး full word တွေကျွန်တော် like ကစားနေတာမျိုးတွေ့ရတယ်ကောင်းတယ် body kick โอ้အဲ့တော့ကျွန်တော်ပွဲစဉ်လေးကိုဒါကြည့်ရှုပြီးတော့နောက်ပိုင်းမှာဆိုတော့ဒါဆွန်ရက်နေနဲ့ဒီ၃ချီစလုံးမှာတုံးနေနဲ့ဒါ ठी ချက်လုံးဝအตาစီးပုံစံမျိုးနဲ့ဒါကစားပြသွားနိုင်ခဲ့တယ်ဗောနော်အဲ့တော့ကျွန်တော်ဒီတိုင်းအဆုံးဖြတ်ခံယူတော့မှာဖြစ်ပါတယ် ်ဘယ်သူကိုအနိုင်ပြီးသွားမလဲပေါ့နော်ကျွန်တော်ဒါကြည့်လိုက်အောင်ပါအဲ့တော့ကျွန်တော်အမြင်ရကတော့ဒီပွဲစီမှာဒါဆွန်ရက်ကိုအနိုင်ပြီးရတဲ့အကြောင်းရင်းကဒါသူ့အနေနဲ့ဒီတုံးချီစလုံးဒါကစားသွားခဲ့တာကိုကြည့်မယ်ဆိုရင်ဒီတိချက်အပိုင်းမှာဒါတိတိတတကြီးဒီ time fighter ဖက်ဝစ်ချက်တဲ့ကျွန်တော်တာနေခဲ့တဲ့အတွက်ကြောင့်မို့ ဒိုင်တွေကလည်းဇွန်ရက်ကိုအနိုင်ပေးလိုက်တာဖြစ်တယ်ဗောနော်အဲ့တော့တကယ်လို့ဒါကျွန်တော်ဒီတိုက်ပြီးတော့မှလက်ရည်ရကျွန်တော်တူမတာကိုမတာဗောနော်တူမတာကိုမတာဆိုတဲ့နေရာမှာဒီဇွန်ရက်အနေနဲ့အနှဲငယ်လေးတာခဲ့တယ်ဗောနော်ထိုင်းဖိုင်တာပြောဆိုအနှဲငယ်နှိမ့်နေတယ်အဲ့လိုအနေထားမျိုးမှာဆိုရင်တော့အာဒိုင်ရီကထိုင်းဖိုင်တာကိုအနိုင်ပြီးသွားနိုင်ချေရှိတယ်ပေါ့နော်အဲ့တော့တကယ်လို့ဒါထိုင်းဖိုင်တာကိုအနိုင်ပြီးလိုက်မယ်ဆိုရင်ဒီပွဲစဉ်ကတော်တော်လေးကိုရုပ်ပေါက်သွားနိုင်ချေရှိတယ်ပေါ့နော်အဲ့တော့ဒီအတွက်ကြောင့်မို့ဒါ တိုင်တွေအလုံးကလည်းဒါဆွန်ရက်ကိုအနိုင်ပေးလိုက်တာဖြစ်တယ်ပေါ့နော်ဒါကတော့ကျွန်တော်ရဲ့အမြင်ဖြစ်ပါတယ်ဒါပရိသတ်တွေကတော့ဘယ်လိုမျိုးထင်မြင်ယူဆထားတယ်လဲမသိဘူးပေါ့နော်ဒါအောက်ကခွန်မန့်မှာလည်းဒါဝင်ရောက်ဆွေးနွေးတော့ပြဖို့အလုံးကိုဖိတ်ခေါ်ချင်ပါတယ်အဲ့တော့ဒီကနေ့ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ရှုကြပေးတဲ့အတွက်ကြောင့်မို့အလုံးကိုအထူးပင်ကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူဂျိုးဆပ်ပဲဖြစ်ပါတယ်နောက်ဗီဒီယိုဒီမှာပြန်လည်ဆုံတွေ့ကြအောင်ပါ